ချစ်ခင်လေးစားရပါတော့ဒီတော်သူဘွားကိုတိုင်းသာဒီကိုမောင်နှမများခင်ဗျာဒီနေ့ကြောက်တော့86နှစ်မြောက်ဟိုမြူသားနေ့ခါတပြတ်မှာကိုတိုင်းသာညီကိုမောင်နှမများအားလုံးကောင်းကျိုးမင်္ဂလာအဖျားဖျားနဲ့ပြည့်စုံပါစေကြောင်းသုမုံကောင်းတောင်းရင်နှုတ်ခွန်းဆက်သအပ်ပါတယ်ကိုတိုင်းသားကအနေဖြင့်ထူးခြားတဲ့တမိုင်းစင်လာကိုအကြောင်းပြုပြီးဒုရိယဆန္ဒမင်းကြီး မွေးနေ့ဖြစ်သောတပေါင်းလာပြည့်နေ့တန်စည်းလာပွေအားကိုအမျိုးသားနေ့အဖြစ်သတ်မှတ်ကျင်းပလာခဲ့ဒီမှာယခုဆိုရင်86နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်ကိုတိုင်းသားတို့ကရှေးချခင်ကလေးကမုံမြတ်တဲ့အစဉ်လာတိုင်းဘာသာတရားကိုင်းဆိုင်ကြသူများဖြစ်ပြီးမိမိတို့ပြည်တော်စုမြန်မာနိုင်ငံတော်ရဲ့နေချက်စန့်ကြည်နဲ့ လွတ်လပ်ရေးကြိုးပမ်းမှုတမိုင်းမှာရိုးချစ်စိတ်ဓာတ်ထက်သန်စွာဖြင့်အခြားတိုင်းသားများနဲ့အတူလက်တွဲပါဝင်ခဲ့ကြသူများလည်းဖြစ်ပါတယ်။ကိုယ်တိုင်းသားများရိုးသားပွင့်လင်းသောဇယိုက်လက္ခဏာများကိုပိုင်ဆိုင်ကြပြီးငြိမ်းချမ်းစွာနေထိုင်ရေးနဲ့ဒေသတည်ငြိမ်ရေးကိုလိုလားပြီးလိုလားချက်နဲ့အညီဘာသာတရားတွေလည်းအထူးကန့်ဆိုင်ကြပြီးစိုက်ပျိုးရေးကိုအဓိကထား လောက်ကင်ကြပါတယ်ဒေတာအတွင်းတည်ငြိမ်မှုကိုရရှိခံစားရ၍ကိုယ်လူမျိုးများနေထိုင်သည့်ဒေတာကိုအခြားသောတိုင်းသားဒေတာများနဲ့မတူဘဲပညာရေးကျန်းမာရေးစီးပွားရေးလူမှုရေးနဲ့လမ်းမဆက်သွယ်ရေးအစရှိတဲ့အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်လာသည်ကို အားလုံးမျက်မြင်ကိုယ်တွေ့ပဲမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီကြောင့်သူသမရမြန်မာနိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ2008 ဥမ56ဥမကွယ်ကားငယ်ရာဟုတ်ကိုပိုင်အုပ်ချုပ်ဝင်ခဲ့တာဒါသတ်မှတ်ပြီးသားကြပြီဖြစ်ပါတယ်ဆိုပါဥရိယပေါ်ပေါလာတော့ကိုကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဒေတာဦးစည်းဘွဲ့ရဲ့ဦးဆောင်မှုနဲ့ဒေတာဖွံ့ဖြိုးတိုးတက်ရေးလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုအချိန်ဟုန်ဖြင့်ဆက်လက်ဆောင်ရွက်လျက်ရှိရမှာကိုတိုင်းသားဒေတာကံများနေခြင်း ငြိမ်းချမ်းရေးနဲ့ခွင့်မျိုးမှုရလက်အသီးပွင့်များကိုခံစားနေရသူကိုလည်းဝမ်းမြောက်ဝမ်းသာစွာဖြင့်မြင်တွေ့နေရပြီဖြစ်ပါတယ်။မိမိတို့တိုင်းစစ်တပ်နာချုပ်အနေဖြင့်လည်းကိုယ်တိုင်းသားများဤဒေသတည်ငြိမ်အေးချမ်းရေးနဲ့ခွင့်မျိုးတိုးတက်ရေးကို အစဉ်အလေးထားတံမိုးထားလျက်ရှိပါတယ်။ငြိမ်းချမ်းရေးရရှိသောကြောင့်ကိုယ်တိုင်းသားတို့ဤနေထိုင်ရာဒေသများရခင်ကားတဲ့ပို့ပြီးတော့မှအေးချမ်းသာရပြီး ဖွံ့ဖြိုးတိုးတက်လျက်ရှိရကိုမနာလိုမရှိစိတ်ဖြစ်ပေါ်နေတဲ့နိုင်ငံရေးအစွန်းဆုံး PDF အဖွဲ့များက2024ခုနှစ်နှစ်ကုန်ပိုင်းကပို့ဒေတာအတွင်းမတိမငြိမ်ဖြစ်ပေါ်လာပြီးဒေတာကန်တိုင်းရင်းသားပြည်သူများကိုအသက်အိုးအိမ်စီးစိမ်များကိုကျူးကျော်ဝင်ရောက်ဖြည့်ဆည်းခဲ့မှုများလှုပ်ဆောင်ခဲ့ပါတယ်ဒီလိုလှုပ်ဆောင်ခဲ့မှုကိုတတ်မတော်နဲ့အတူပူပေါင်းပြီးမမမမရက်တီလို့တွန်းလန်တိုက်ထုတ်လျက်ရှိရဂုံယူလေးစားပွဲရာတွေ့မြင်ရမှာဖြစ်ပါတယ် ဒီလိုပဲတာမန်တော်နဲ့တူကူပေါင်းပြီးကျွန်တို့ နိုင်ငံတော်ရဲ့မျိုးသားကျိုးစီးပွားဖြစ်သည့်ဒုတာဝန်အရေးသုံးပါးကိုဥထိပ်ပန်းဆင်ပြီးအမျိုးဘာသာတာနာကိုစောင့်ရှောက်ကာကွယ်သောအစဉ်အလာကြီးမားသောပို့အမျိုးသားတို့၏ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံဘာသာစကားစာပေများကို ထိမ့်သိမ့်ဖြစ်နေပြီးဤတော်သူကြီးတိုးတက်တာယာဝါပြောစီရန်ပို့တိုင်းသားညီကိုမောင်နှမများအားလုံးဝိုင်းကူညီ ဆောင်ရွက်သွားကြပါလို့တိုက်တွန်းရင်ယနေ့ဟိုမျိုးသားတို့ဤနေဒူးနေမြဖြစ်တယ်ဟိုမျိုးသားနေမှာဟိုတိုင်းသားညီကိုမောင်နှမများစိတ်ချမ်းသာခြင်းကိုဤကြမ်းပါခြင်းနဲ့ကပိယောဂအမျိုးမျိုးမှလည်းကင်းဝေးကြပါစေကြောင်းလေးနဲ့ပြုဆူတောင်းရင်းနဲ့ဒီကုန်းချုပ်ရပါတယ်ဟိုတိုင်းသားညီကိုမောင်နှမများအခမ်းအနားတို့တယောက်ခဲ့တော့တယောက်ချင်းချင်းပဲတော့ချက်ပြီနဲ့အဆူရဖွင့်တဲ့ကြီးကများအားလုံး အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။